ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကရန်ကုန်မြို့ပင်လယ်စာဈေးကွက်တနေရာမှာရောင်းချနေတဲ့ပင်လယ်စာတွေထဲမှာအစိတ်ရှိတဲ့အပြာရောင်ခွင်းရေပွဲ Blue Ring Autobus တကောင် ရောနှောပါဝင်သွားတယ်။ဒီအဖြစ်ကိုကြုံရတဲ့သူကအပြာရောင်ခွင်းရေပွဲမှာအစိတ်ရှိမှန်းသိတဲ့အတွက်မစားဘဲဆွန့်ပစ်လိုက်တယ်ဆိုတာကိုဆိုရှယ်မီဒီယာမှာတွေ့လိုက်ရတယ်။သူအစိတ်ကအိမ်သုံးပိုးသက်ဆေးတမျိုးဖြစ်တဲ့ဆိုင်ယာနိုက်ထအစပေါင်းတသောင်းမကပြင်းထန်တယ်လို့မှတ်တမ်းတွေထဲမှာတွေ့ရပါတယ် အရွယ်ရောက်ပြီးသားလူ26ဦးကိုမိနစ်ပိုင်းအတွင်းတက်ပစ်ဖို့လုံလောက်တဲ့အစိတ်ပမာဏကိုပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။သူတို့ရဲ့ neurotoxin, tetrodotoxin အာယုံကြောအစိတ်ကဖြည့်စေးမရှိသေးပါဘူး။သူတို့အစိတ်ကငပူတင်းတွေရဲ့အစိတ် tetrodotoxin နဲ့မွေဟောက်ကဲ့သို့မွေမျိုးစားတွေရဲ့အစိတ် neurotoxin ကိုရောထားတာပါ။ protein အခြေခံနဲ့အစိတ်မဟုတ်တာမို့မီးပူပေးပြီးချက်ရင်တောင်အစိတ်ကဓာတ်ပြေမသွားနိုင်ပါဘူး။ အပြာရောင်ကွင်းရေပွဲကိုစားမိတာနဲ့မိနစ်ပိုင်းလေးအတွင်းမှာတယ်အာယုံကြောတွေဆိုင်းသွားတတ်ပါတယ်အဲ့ဒီနောက်မှာတော့ကိုရင်းအင်္ဂါတွေပါအလုံးမလုံးတော့ပါဘူးစားမိတာနဲ့အသက်အန္တရာယ်ထိခိုက်ဖို့ကယာနှုံးပြေပါပဲဒါကြောင့်ရေပွဲဝယ်ရင်အပြာရောင်ကွင်းလေးတွေအများကြီးပါသလားဆိုတာကိုတည်တည်ချာချာစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်